အားလုံးမင်္ဂလာပါရှင်ဒီမှာကဒီနေ့ရဲ့ဗီဒီယိုလေးမှာ truly ဆိုတဲ့အတုံးလေးကိုပြောပြချင်ပါတယ်ကျမတို့နေ့စဉ်သုံးစက္ကပြောမှာအရန်သုံးလေးရှိတဲ့အတုံးလေးတစ်ခုဖြစ်ပါတယ်ကိစ္စရက်တွေကိုကင်တွေဖြည့်ရှင်းတယ်ဆိုတဲ့အတိတ်ပဲကလေးရမယ်နော်ဒါဆိုရင်ကျမတို့ဒီမှာကြည့်ကြရအောင်မင်း ဒီကိစ္စကိုဘလို့ဖြင်းရှင်းမလဲဘလို့ကင်တွယ်မလဲဒါမျိုးလေးရေးချင်နေဆိုရင်ကျမတို့ကหนีကနေစမယ်ဒီကိစ္စကိုဘလို့ဖြင်းရှင်းမလဲဆိုတော့ဘလို့ဖြင်းရှင်းတာကနေစပြီးရေးမယ်เนาะဇမောဆိုရင်ဘလို့หนีဇမော truly ဒီကိစ္စလို့ပြောတဲ့အတွက်ကြည်ကျင်事情 အဲ့တော့ဒီကြံ့ကလေးရာရှေ့ချင်ရဲ့မရှောက်ဝဲအနေနဲ့လာတော့တာရမယ်နော်ဤဇမချူနီကျင်းချင်းရှေ့ချင်နောက်တစ်ခုလေးကဒီပရိဘောကအဟောင်းတွေကိုဘယ်လိုလုပ်မယ်လို့စိတ်ကူးလဲဒါမျိုးလေးရေးထားတယ်အဲ့ဒါဆိုရင်ကျမတို့ကအရင်ဆုံးတော့နီးဆိုတာလေးထည့်လိုက်မယ်နော်မင်းဘယ်လိုလုပ်မယ်လို့စိတ်ကူးလဲပေါ့နော်အစိတ်ကူးတယ်ဆိုတဲ့အသုံးလေးဒီတာဆွန့်ဆိုတာလေးနဲ့သုံးလိုက်မယ်နီးတာဆွန့်ဇမ 处理这些。အဲ့တော့ပရိဘောကအဟောင်းလို့ပြောတဲ့အတွက်ကျမတို့တွေကဟောင်းနာကကျို့လေနော်အောက်မှာကျမဆက်ရေးလိုက်မယ်ကျင့်ရှင်ကျို့ကြာကျွိကျင့်ရှင်ကျို့ကြာကျွိဆိုလို့ရှိရင်ပရိဘောကအဟောင်းတွေကိုလို့ပြောတာနီတာဆွန့်ကျမချူနီကျင့်ရှင်ကျို့ကြာကျွိ ဒီ pre-war ကအဟောင်းတွေကိုဘယ်လိုလုပ်မယ်စိတ်ကူးလဲရတယ်နော်နောက်တစ်ခုလေးကမင်းဒါတွေကိုအရင်ဖြည့်ရှင်းလိုက်ဆိုတော့လွယ်လွယ်လေးပါပဲနော်ညီအရင်ဖြည့်ရှင်းတယ်ဆိုတော့ကျမတို့ကရှမ်းလေနော်ရှမ်းကအရင်ကိုပြောတာညီရှမ်းချူလီကျင့်ရှင်းဒါတွေကိုအရင်ဖြည့်ရှင်းလိုက်စမ်းပါရပါတယ်เนาะဒါဆိုရင်ကျမတို့နေ့စဉ်စကြပြောမှာချူးလီကိုထည့်သုံးကြည့်เนาะ